ရိုင်းသမတာကြီးရဲ့ဒီရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေဦးပေါ့နော်ဒီအလုံးသဘောဖြီးစင်ပေါ့နော်ဒီတွားရောက်ခဲ့တဲ့ပေါ့မြန်မာနိုင်ငံအတွက်ဘလို့ချိုးကျစုတွေရခဲ့လဲတော့ဖြီးစင်မှာပေါ့နော်ဒီကမ္ဘာလူလူသတင်းပတ်ပေါ်တယ်အောင်လည်းတက်ရောက်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဘလို့ပူးပေါင်းဆောင်စုတွေရှိလာတယ်ပေါ့လေဒါအရေးဆုံးဖြစ်ကြောင်းပေါ့အဲအဓိကတော့ကျွန်တော်တို့ဒီခရီးစဉ်မှာကျွန်တော်အပိုင်း၃ပိုင်းခွဲပြီးပြောချင်ပါတယ်အပိုင်း၃ပိုင်းကတော့တပိုင်းစီကအရေးပါနေတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ပထမဆုံးရုရှားပေါ့နော်ရုရှားမှာကျွန်တော်တို့ရုရှားခရီးစဉ်ပြီးရင်တော့ကျွန်တော်ကာဇက်စတန်ခရီးစဉ် ပြီးရင်တော့ကျွန်တော်တို့အပြန်မှာတရုတ်ပြည်သမရနိုင်ငံဒါကုမင်းမှာကျွန်တော်ကခဏနားခဲ့သေးတယ်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ပထမဆုံးကတော့တစ်ခုနဲ့တစ်ခုကလည်းသဘောတဘောသဘာဝကနည်းနည်းကွာခြားတယ်ကွာခြားတဲ့ကြောင့်သုံးပိုင်းခွဲပြီးပြောမယ်အဲ့ပထမဆုံးကျွန်တော်တို့ဒါအဓိကတော့ကျွန်တော်ရုရှားနိုင်ငံမှာရုရှားနိုင်ငံမှာကျင်းပတဲ့ကျွန်တော်ဒါ Ghost Attack ကနေကြီးမှုပြီးကျင်းပတဲ့ကပ္ပကအနုမြူပေါ့နော်ရတ္တပတ် ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြာကျွန်တော်တို့ဖိုရန်ကြီးကိုတက်ရောက်တာဖြစ်တယ်ပြီးရင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ကကမ္ဘာနိုင်ငံအသီးသီးကလည်းလာရောက်ပြီးတော့ကြာဒါ World Atomic Forum ကိုဒါတက်ရောက်တာဖြစ်တယ်တက်ရောက်တဲ့အခါမှာဒီအနုမြူစွိုင်းနဲ့ပတ်သက်ပြီးငြိမ်းချမ်းစွာပေါ့နော်အသုံးပြုနိုင်ဖို့အနုမြူစွိုင်းအင်ကိုဒါနိုင်ငံတိုင်းကအနုမြူစွိုင်းနဲ့ပတ်သက်ပြီးနိုင်ငံတိုင်းကငြိမ်းချမ်းစွာနဲ့ပြည်သူလူထုအကျိုးအတွက်အသုံးပြုနိုင်ဖို့အတွက်ကိုကျွန်တော်တို့ ဒါဆွေးနွေးကြတာရှိပါတယ်ဆွေးနွေးကြတဲ့နေရာမှာတက်ရောက်တဲ့နိုင်ငံတွေရဲ့အမြင်သဘောထားတွေကိုလည်းနားထောင်ကြရတယ်ကျွန်တော်နိုင်ငံတော်ယာယီသမ္မတကြီးရဲ့ဒါမိန့်ခွန်းလည်းပြောကြရတယ်ယာယီသမ္မတကြီးရဲ့မိန့်ခွန်းနဲ့မြန်မာနိုင်ငံရဲ့သဘောထားလည်းပြောကြရတယ်ဒီထက်မှအနည်းချုပ်ပြောရင်တော့မြန်မာနိုင်ငံရဲ့သဘောထားကတော့ကျွန်တော်တို့ဒီအနုမြူစွိုင်းအင်ကိုအသုံးပြုခြင်းအကြွိုင်းကတော့မြန်မာနိုင်ငံမှာစွိုင်းအင်ပေါ့လေတည်ငြိမ်တဲ့စွိုင်းအင်တည်ငြိမ်တဲ့လျှက်ဆက်စွိုင်းအင်တခုရရှိဖို့အဲပြီးရင်ဆေးဘက်ဆိုင်ရာ စိုက်ပျိုးရေးဘက်ဆိုင်ရာသုတေသနတွေမှာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။အဲဒီရာနဲ့ပတ်သက်ပြီးတော့ကြာဒါပြည်ရနဲ့ကျွန်တော်တို့ဒါရုရှားရဲ့အနုမြူဆိုင်အေဂျင်စီဖြစ်တဲ့ Ghost Attack နဲ့လည်းကျွန်တော်တို့သဘောတူလက်မှတ်တွေရေးထိုးခဲ့တာတွေရှိတယ်။အဲပြီးရင်တော့ကျွန်တော်တို့ဒါရုရှားသမ္မတကြီးမစ္စတာဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့တာရှိတယ်။အဲဒီမစ္စတာဗလာဒီမာပူတင်နဲ့တွေ့ဆုံတဲ့အခါမှာတော့ရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုဒါအရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချဆုံးမိတ်ဖက်နိုင်ငံတစ်ခုဖြစ်ဒါနေရန်အတိမပြုနေတဲ့အကြောင်းမြန်မာနိုင်ငံနဲ့လက်ရရှားနိုင်ငံကိုမဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုနဲ့အတိမပြုနေတာဆက်ဆံရေးပေါ့နော်ကျွန်တော်တို့ဆက်ဆံရေးတိုးမြင့်ဆောင်ရွက်သွားမယ်အကြောင်းရင်းတွေနှီးပညာဖလှယ်မှုတွေအာကာသဆိုင်ရာနှီးပညာအနှွင့်ပြူဆိုင်ရာဆိုင်ရာနှီးပညာအကြံနဲ့ကျွန်တော်ဒါပြည်သူလူထုကိုထိုက်ရိုက်အကျိုးပြုမယ်နှီးပညာတွေဖလှယ်မှုတွေဆောင်ရွက်သွားကြမှာဖြစ်ကြောင်းလည်းကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်အဒုတိယကတော့ကျွန်တော်ကာဇက်စတန်ခီးစဉ်ပေါ့ ကာဇက်စတန်ခီးစင်နဲ့ပတ်သက်ပြီးကာဇက်စတန်ဒီမြန်မာနိုင်ငံရဲ့နိုင်ငံခေါင်းဆောင်တူပထမဆုံးရောက်ရှိတာဖြစ်ပါတယ်ကာဇက်စတန်နိုင်ငံဒီကာဇက်စတန်နိုင်ငံရဲ့ထူးခြားချက်ကလည်းအဲကျွန်တော်တို့ဒါတော်တော်ထူးခြားတဲ့နိုင်ငံတစ်ခုဖြစ်တယ်သူကကျွန်တော်တို့အာရှတိုက်ရဲ့အလဲပိုင်းမှာရှိတဲ့ကုံတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တယ်သို့တော့အာရှတိုက်နဲ့အဲဥရောပတိုက်ရဲ့ဥရောပတိုက်အလဲမှာပေါ့ဗျာဥရောပတိုက်နဲ့အာရှတိုက်ရဲ့အဆက်မှာရှိတယ်ဒါအာရှတိုက်ရဲ့အလဲမှာဖြစ်တဲ့ကြောင့်မလို့ အဲခမတို့ကျွန်တော်ကြားဘူးမှာပဲအရင်တော့ကျွန်တော်တို့ဒါပထဝီနိုင်ငံရေးပေါ့ geopolitics မှာ theory တွေရှိတယ်အဲ့မှာတော့ကျွန်တော်တို့ဒါ heartland နဲ့မြေတို့ greenland နဲ့မြေတို့ဒါကမ္ဘာရဲ့ဘောနောအလဲဘိုးချက်နေမြေတို့ဒီအနေမြေတွေအရေးပါမှုလဲသိမှာဒီနေရာဟာကမ္ဘာရဲ့ဘိုးအလဲချက်နေမြေပေါ့နော်ဒါအာရှဥရောပတိုက်ပေါ့ကမ္ဘာမှာအကြီးဆုံးကုန်းမြေရဲ့အလဲနေမြေဖြစ်တဲ့အတွက်သူ့ရဲ့နေရာကနေပြောကြကျွန်တော်တို့ဒါကုန်လန်းပို့ဆောင်ရေးတွေတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးပေါ့ ဖြတ်သန်းသွားတဲ့သဘောရှိတယ်။ပြီးရင်နိုင်ငံအနေနဲ့လည်းဒါတိုးတက်အောင်ကျွန်တော်ဆောင်ရွက်နေတယ်။သူရဲ့ပညာရေးကဏ္ဍလည်းမြင့်ပါတယ်။ကျွန်တော်ကျန်းမာရေးကဏ္ဍလည်းမြင့်ပါတယ်။ပြီးရင်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နိုင်မဲ့ကဏ္ဍတွေနဲ့ပတ်သက်ပြီးလည်းဒီသမ္မတကြီးကိုယ်တိုင်ကရှင်းလင်းပြသခဲ့ပါတယ်။ကျွန်တော်တို့လည်းသူတို့နိုင်ငံရဲ့အခွင့်အရေးကျွန်တော်တို့နဲ့ယဉ်နီးမြုံနိုင်နိုင်မဲ့အခွင့်အရေးကျွန်တော်တို့နဲ့စီးပွားတိုးတက်ဆောင်ရွက်နိုင်မဲ့ဒါအခွင့်အလမ်းတွေကိုလည်းကျွန်တော်ပြောခဲ့တာရှိပါတယ်။အဲဒီဒီပညာပူပေါင်းဆောင်ရွက်မှုတွေ PID နဲ့ပတ်သက်တဲ့ပူပေါင်းဆောင်ရွက်မှုတွေ အဲဒါတွေကိုလည်းကျွန်တော်တို့ဒါဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ထူခြားချက်ကတော့ဒီကာဇက်စတန်တမဒါကြီးအနေနဲ့ကဒီမြန်မာနိုင်ငံကပထမဆုံးလာရောက်ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်ကိုဝမ်းသာအားရတယ်ကျေနပ်မှုရှိတယ်အဲဒါအပြင်ကျွန်တော်တို့ဒါတွေ့ဆုံပွဲပြီးမှာကျွန်တော်စီကယာယီတမဒါကြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကိုပြန်တဲ့အချိန်မှာပေါ့နော်ကားပေါ်ထိလိုက်ပြီးနှုတ်ဆက်တာမျိုးပေါ့နော်ဒါတွေအထိယင်းဤဖော်ရွေးမှုတွေပြတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့နိုင်ငံအနေနဲ့မိတ်ဆွေခေါင်းနိုင်ငံတစ်ခုတိုးတယ်လို့ပဲပြောချင်ပါတယ် ။နောက်အပြန်ခီးစဉ်အပြန်ခီးစဉ်မှာတော့ကျွန်တော်ကကူမင်းမှုကိုဝင်ရောက်ခဲ့တယ်။ကူမင်းမှာဝင်ရောက်ခဲ့တဲ့အချိန်မှာဒီယူနန်ပြည်နယ်ရဲ့ဒါကွန်မြူနစ်ပါတီအမြဲတမ်းပါတီဝင်ပေါ့နော်ဥပဒေရေးရာအတွင်မှုပေါ့။ပြီးရင်တော့ကျွန်တော်တို့ခမောက်ကျွန်တော်တို့ ਨੇ ရင်းချင်းနေကြတယ်။ဒါတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရှိတောင်အာရှကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွန်းတို့ ਨੇ တွေ့ဆုံခဲ့တယ်။အဲ့မှာတော့ကျွန်တော်တို့အချက်၄ချက်ဆွေးနွေးခဲ့တယ်။နံပါတ်၁အချက်ကတော့ဒီ အရေးကြီးဆုံးအချက်ကတော့အပြန်အလှန်ဆွေးနွေးတဲ့အခါမှာမြန်မာနဲ့တရုတ်နိုင်ငံတို့ဟာမိတ်ဆွေရင်းကြအိန္ဒိယချင်းနိုင်ငံတွေရွှေမျိုးပေါ့ဖော်နိုင်ငံတွေဖြစ်တဲ့တဝန်းနဲ့တဝူယုံကြည်စိတ်ချမှုရှိပြီးတဲ့နိုင်ငံတွေဖြစ်တဲ့ဆက်ဆက်ဆက်တိုင်းတွေတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်တယ်အဲပြီးရင်တော့ကျွန်တော်တို့အနေနဲ့ဒါနိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးပေါ့ဗျာနိုင်ငံနယ်စပ်တည်ကြတည်ငြိမ်ရေးကိုတရုတ်အစိုးရအနေနဲ့လည်းနိုင်ငံနယ်စပ်တည်ငြိမ်ရေးကိုမြန်မာအစိုးရနဲ့ဒါလက်တွဲညီ အစွမ်းကုန်ပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်နံပါတ်3အချက်နဲ့ကတော့ကျွန်တော်တို့ကုံသွဲစီးပွားမြင့်တင်ရေးအပိုင်းပေါ့ကုံသွဲစီးပွားမြင့်တင်ရေးအပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့တရုတ်မြန်မာစီးပွားရေးဇင်းညာ CMC ဒါနဲ့ပတ်သက်ပြီးလည်းအဲဒီစီးပွားရေးဇင်းညာမှာရှိတဲ့သဘောတူညီပြီးသားအချက်တွေတရုတ်မြန်မာစီးပွားရေးဇင်းညာမှာရှိနေတဲ့ကျွန်တော်တို့ဒါစီမံကိန်းတွေဒါတွေကိုအများအကောင်ထဲပေါ်ဆောင်ရွက်သွားဖို့နှစ်ဦးနှစ်ဖက်ကျွန်တော်တို့ထပ်လောင်းပြီးတော့ကြာအတည်ပြုခဲ့ပါတယ်ဒါပြင်မြန်မာနိုင်ငံရဲ့ ငင်းကြိုင်းလုပ်ငန်းစဉ်တွေပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့ပေါ့နော်ဆက်လက်ပြီးထောက်ခံဆောင်ရွက်သွားမယ်ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာလည်းအသိစိတ်ကျင်ပါတယ်ဒီတော့ခီးစဉ်တွေအားလုံးကိုချုပ်ပြီးပြောလိုက်တော့မြန်မာနိုင်ငံအတွက်ကျွန်တော်အခွင့်အလမ်းသစ်တွေအိန္ဒိယချင်းတရုတ်နိုင်ငံနဲ့လည်းမြန်မာနိုင်ငံအတွက်တော့အခွင့်အလမ်းသစ်တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒီအခွင့်အလမ်းသစ်တွေကိုမိမိရရစောက်ကင်နိုင်ဖို့တို့ကကျွန်တော်ပြောနေကြတဲ့ကမြန်မာပတ်တစ်ကျွန်တော်တို့စီလုံးကြဖို့လိုတယ်နံပါတ်1ကျွန်တော်တို့ခစ်နဲ့အမီတွေးခေါ် ပြောမြင်ဓာတ်ဖို့အရေးကြီးတယ်။ကဘာကြီးမှာဒီနေ့ဘာတွေဖြစ်နေလဲ။နိုင်ငံတကာမှာဘာတွေဖြစ်နေလဲ။ကျွန်တော်မြန်မာမှာဘာတွေဖြစ်နေလဲ။အမှန်တရားအတိုင်းပဲသုံးသပ်ပြီးတော့ကြာကျွန်တော်တို့ကကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ရေးကျွန်တော်ပြည်သူလူထုရဲ့ဘောနော်နိုင်ငံတော်ရဲ့လူမှုစီးပွားဘဝမြင့်တင်နိုင်ရေးအတွက်မှန်ကန်တဲ့အတွေးခေါ်တင်တဲ့တွေးခေါ်ဆောင်ရွက်သွားကြဖို့အရေးကြီးတယ်လို့ပြောချင်ပါတယ်။ဖီးစင်မှာဆိုရင်ဒါဒုတိယဆွဲရင်ပေါ့ clear sign နဲ့ပတ်သက်လို့ဆွေးနွေးကြတာရှိတယ်။အနာဂတ်မှာရောဒီမှာနိုင်ငံအနေနဲ့ဒီ clear sign နဲ့ပြည်ညာရောဘယ်လိုသုံးချတော့လို့ရှိလဲ။အခုချိန်မြန်မာပြည်ရဲ့ပေါ့နော်ဒီ test ဒီ test တာအထူးတက်ရေးဆိုတော့ပေါ့နော်။ data clear ဆက်ယူလဲတိစောက်ဖို့ကြီးနေနေရလို့ရှင်းပြရတာဘယ်ကားလောက်စတင်လို့ရှိတယ်။ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောတူလက်မှတ်ရေးထိုးကြတာရှိတယ်ရခိုင်နစ်ခရတိုင်း MOU ပေါ့ဗျာ MOU လွှဲထားကြတာခုမှလည်းအထက်လောင်းပြီးတော့ကြရေးထိုးကြတာရှိတယ်